ခုကျွန်မရောက်ရှိနေတဲ့နေမထူပဲအေးပါကစားမနီကိုတရှိအပင်းနေကြတဲ့မိဖက်ပြည်သူများအလုံးမင်္ဂလာပါရှင်ဒီနေ့ကျွန်မရောက်ရှိနေတဲ့နေရာကတော့ဘုံထောင်မြို့နယ်မှာရှိတဲ့ဘုံမြထန်းလွမ်းကိုရောက်ရှိနေတာပဲဖြစ်ပါတယ်ရှင် ဒီလမ်းမှာရှိတဲ့ဘုံမြထန်းတောင်အောင်မှာဆိုလို့ရှိရင်မြန်မာတရုတ်ချစ်ကြည်ရဲ့ပကြီးပြဝဲတစ်ခုရှိတယ်လို့သိရပါရဲ့ရှင့်ဒီတာဝါထဲမှာဒီပကြီးပြဝဲရဲ့မှာဘလို့ပုံစံမျိုးတွေပြသထားလဲဆိုတာကိုကျမတို့တော့ကြည့်ရှုဖို့အတွက်ကျမတို့ဒီလို like ဖြစ်ဖို့တော့ဖိတ်ခေါ်ရပါတယ်ရှင့် ဟုတ်ကဲ့ဒီပတိပြဝဲမှာဆိုရှင်ဒီမှာဆိုလို့ရှိရင်ကျမတို့9ရက်တိုင်ပြတ်ပါသွားမယ်လို့သိရပါတယ်ရှင့်အဲအထင်းမှာဆိုလို့ရှိရင်ဘလို့ပကြီးရရှိလဲဆိုတာကိုကျမတို့တော့ကြည့်ရှုကြမယ်ရှင့် ကဲဒီအထင်းမှာဆိုလို့ရှိရင်အခုဒီမှာဆိုလို့ရှိရင်စာပကြီးနေကျွန်တော်တို့တွေ့မြင်ရပါတယ်နောက်ပြီးတော့ဒီမှာဒီဘက်မှာဆိုလို့ရှိရင်တရုတ်စာပကြီးလေးပေါ့အဲ့ဒီဟာလေးကိုကျွန်တော်တွေ့မြင်ရတယ်ဆိုတော့ဒီစာပကြီးလေးတွေကကြတော့ဘလို့အတိတ်ပေရှိရဲဘလို့ပုံစံမျိုးနဲ့ချိန်ဆထားလဲသူတို့အနေနဲ့ဘလို့အသုံးပြကြလဲဆိုတာကိုကျွန်တော်ခဏလောက်ကျွန်တော်ညီမလေးတယောက်နဲ့ငင်းငင်းတော့မှဖြစ်ပါရဲ့ရှင် ဟုတ်ကဲ့အဲဒီညီမလေးမိမပါအဲညီမလေးရဲ့ပထမဆုံးညီမလေးရဲ့နာမည်နဲ့အရေးဆုံးမဲ့ဆက်ပေးပါလားညီမညီမရတင်းတင်းချီဆိုပါဒီနေ့ရဒီဘွဲကိုဆရာနဲ့တူလာခဲ့ရအောင်လို့နိုင်လာတာပါဟုတ်ကဲ့အခုဒီမှာဆိုလို့ရှိရင်ညီမဟုတ်ကဲ့ပါညီမနောက်ဆိုရင် လူတွေနားပါလို့စိတ်ရင်းကိုမိခိုင်းတာပေါ့နော်ကိုယ်တော့ထိပါအောင်မြင်မှုတွေရနေပါစေကိုယ့်ရဲ့အရင်ကကြော်ဖြတ်ခဲ့တဲ့ဟာတွေကိုမမေ့သင့်ဘူးပေါ့အဲ့လိုပြောချင်တာပါနော်အော်အဲ့ဒါဆိုအတိတ်ပေလေးတွေကသူ့ရဲ့သူ့စာနဲ့ပတ်သက်ပြီးတော့အတိတ်ပေလေးတွေကတော်တော်များများရှိရပါမယ်ကိုယ့်အတိတ်ပေလေးကိုလို့ပြောကြတာနော်ဟုတ်ပါတယ်ဟုတ်နောက်ပြီးတော့ညီမလေးအဲဒီမှာဆိုရင်အဲဒီစာကြီးလားလုံးကပေါ့သူကအဲဤသားစုကတပါးရာဖြစ်ခဲ့မှုဆိုအရာရာတိုင်းကအဆင်ပြေချုံးမွေးရဲ့လို့ပြောချင်တာပေါ့ဒါက ်ဘယ်လိုမြင်ချင်မှာဆိုရင်ညီမတို့ကဒီ မိသားစုတွေရာရှိဖို့ကတော်တော်လေးအရေးကြီးရလို့ယူဆကြရပါတော့เนาะဒါကြောင့်မို့ဒီအပြင်မိသားစုကတာယာရှိရမယ်ဆိုရင်အပြင်လို့ပဲပညာရေးတာဖြစ်စေစီးပွားရေးပဲဖြစ်စေအကုန်လုံးကအစဉ်ပြေချုံးဝင်းမယ်လို့ယုံကြည်ကြရပါတော့เนาะဒါကြောင့်မို့ဒီဟာလေးဆိုရင်အိမ်မှာပဲကတ်တာပဲဖြစ်ဖြစ်လို့ဆိုင်ပါပဲဖြစ်သူတို့ကတ်ထားကြရပါတော့เนาะသူတို့ချိန်ထားပြင်ရဲဟုတ်ကဲ့ဟုတ်ရောလေးတော့ပါပါဆိုရင်သူဒီထဲမှာဆိုရင်မို့ဆရာဟုတ် ်ဆရာကကြတော့အဲဒီဝါပင်ကိုပုံမှန်အဓိကဆွဲတာကိုမြင်ရတယ်ပေါ့နော်အဲဝါပင်ကသူ့သူ့အနေနဲ့ပြောရမယ်ဆိုရင်ဒီဝါတွေကဒုက္ခရံကိုချင်းချင်းခင်နိုင်တယ်လို့သူစိတ်ကမှမြင်တယ်ပေါ့နော်ဒါလေသူဝါပင်ကိုဆွဲနေတဲ့ဒီအကြောင်းရင်းလို့ထင်တယ်ပေါ့နော်အဲဒါပြီးတော့ဒီဝါဆိုရင် ဘလိုပဲဖြစ်ဘလိုနည်းနည်းအသက်ပြင်းနေလို့ပြောရမလားနော်ဒီလိုအားလို့ရှိမှာဒီပေါ့အဲ့ပေါ့ဒီဘလိုပုံစံမျိုးဆိုဘယ်ဟာပဲဖြစ်ဖြစ်ကိုတိုးထွက်တာနိုင်နေဆိုတဲ့အတိတ်ပဲလေပေါ့အဲ့ဟာမျိုးအတိတ်ပဲလေနဲ့သူကပြတာပေါ့ဟုတ်ကဲ့ဟုတ်ကဲ့ဒီစလေလောကလံကိုကြံကြံခိုင်တိုင်းခံနိုင်နေဆိုတဲ့ဟုတ်ကဲ့တင်းဥယင်ချင်းမှာပြောရမယ်ဆိုရင်အဲ အရက်ပေါ့နော်ဒါအရက်ယဉ်ကျေးမှုပေါ့နော်အယဉ်ကျေးမှုမှာနောက်တစ်မျိုးကကျတော့ဒါလက်ဖက်ယဉ်ကျေးမှုလို့ခေါ်ပဲနော်အဲဒီလိုကတော့လုံးဝအဲလူတွေတည်ကြရဲ့နော်ဒီပြုတ်ပေါ့သူကဒီပေါ့အမတီရတော့ဆိုဒါကြလက်ဖက်ယဉ်ကျေးလက်ဖက်တောက်ပြီးတော့စဉ်းစားပြီးတော့အငါဘယ်လိုပုံစံမျိုးအောင်မြင်အောင်လုပ်မလဲဆိုတဲ့ပုံစံမျိုးလေးအဲ့ဟာလေးအဲ့အတိတ်ပဲလေးပါတာပေါ့နော်ဟောအခုဒီမှာတွေ့ရတဲ့ဟာလေးကကျတော့ညီမဒီဟာလေးကကျတော့ဘူးတွေပါဆိုတာလေဒါဟာနဲ့လောက်ထားတဲ့ဟာမျိုးတွေလေ တာဒါအဲဒါဒီဘက်ကကျတော့ nested view ပေါ့နော် nested view လုံးနေတရားကိုသူကနာမည်ပေးထားတာတော့ဒီအဲငကားမင်းပေါ့ငကားမင်းမှာရှိတယ်ဒီပလဲလုံးဒီပေါ့အဲ့လိုနာမည်ပေးထားတာပေါ့နော်သူကအဲအိမ်မှာပဲရှိဖြစ်ဆိုင်မှာပဲဖြစ်ထားရင်သူကလီထုညဉ့်ညံအဲ့ဒီလိုလီထုတန့်စင်ပေးရတော့ယုံကြည်ကြရပေါ့နော်ဒီအနံ့ကိုလည်းသူကစမိုင်းအရာကောင်းတယ်လို့လည်းပြောကြတယ်ကျွန်တော်တို့ဆိုရင်ဒီ nested view လုံးတွေကိုတီးပြီးမှမှလက်ကောက်တွေပါပြီးပန်ထားလဲရှိရနော်ဟုတ်ကဲ့ဒီဟာလေးကြတော့ညီမလေးဒီမှာအရင်ကမှအထင် ထားတဲ့ဟာတွေကကြတော့ဟုတ်ကဲ့ဒီဘက်ကဟာတင့်မွေးပါတင့်မွေးကိုသူကတဘာဝအရာရလာတဲ့ဟာကိုယူပြီးမှမဒီပလင်းနဲ့ထဲမှာသူကတောင်တန်းနေလို့အဲ့လိုကြိုက်ဝမ်းနေလို့ဖြစ်နေတဲ့ဟာတွေကိုအလားတမျိုးနေနဲ့ခံစားကြရပါဘို့နော်အဲ့တော့လေဒီအိုင်အလားထိုင်နေရပါအေးဟုတ်ကဲ့ဒါလေဒီဒီအဲ့ဒါဆိုရင်မားတို့ဒီဒီဖက်ကြတော့ဒီမှာဆိုရှင်နေစာတော်တော်လေးကိုဒီချိန်ခါဆိုရှင်နေဟုတ်ကဲ့အော်ဒီဖက်ဒီလားဒီမှာဆိုလို့ရှင်ဟုတ် မနေ့လောက်ရှင်းပြပေးပါဦးဒါရဘလိုပုံစံမျိုးလေးဆိုဒီမှာဒီဒီဆလုံးစီဟိုမှာရောခဲ့တဲ့ဆလုံးပေါ့နော်အဲဒီဘက်အရှိရတဲ့ကြောင်းဆိုရင်တော့သူကတီလာဆောက်တီတာကအဲဒီလိုပေါ့တီလာထိုင်မြင်းအောင်ဆောက်တီတာပေါ့နော်တက်တက်လုံးတက်ကိုအဲကောင်းကြီးကြီးပြီးတယ်အဲ့လိုလိုယုံကြည်ရတယ်ဒီနောက်တစ်ခေါက်ကတော့ခဏကပြောတော့ပေါ့နော်မိသားစုတာရရှိရမယ်ဒါတွေကိုအရေး အရေးကြီးရလို့သူကယူဆတယ်ပေါ့နော်ဒါတိရုပ်လူမျိုးရဲ့ရိုးရာလို့ပြောရရင်ညီချင်းမှုတစ်ခုလည်းပြောရအောင်ပေါ့နော်ဒီပါဒီဟာလေးတွေကြတော့ညီမဒါတွေကဒက်တာပြင်းနဲ့လောက်တာပဲလားဒါတွေဟုတ်တယ်ရှင်ဒီကလည်းနက်တဖြူပဲသူကနက်တဖြူမှတဘာဝရရလာတာဟိုသူကအချောပွထားတာပေါ့နော်အချောပွမှသူက တဘာဝအတိုင်းလေးပဲပေါ့ဒါဒီဒီတိုင်းကြီးတော့ဂျူလိုလိုဘာလို့အဲ့လိုရှိဘူးလားဒါအနတရားကိုဒါအမှုပညာသူလေယူစားတယ်ပေါ့နော်ဒါအမှုပညာသူပဲပေါ့နော်ကိုကဘယ်လိုစိတ်နဲ့ဘယ်လိုခံစားချင်းနဲ့ကြည့်မယ်ဆိုရင်ဘယ်လိုပေါ့အဲ့လိုကိုယ်ကိုယ်ရဲ့စိတ်ခံစားချက်အတိုင်းပဲကြည့်ပေါ့အဲ့လိုပုံစံမျိုးပေါ့ခံစားချက်တရားကိုဘယ်လိုဘယ်လိုတရားရဲ့အမြင်နဲ့တရားရဲ့အမြင်နဲ့မကူဘူးပေါ့ကိုယ်ခံစားချက်နဲ့ကြည့်မယ်ဆိုရင်တစ်မျိုးမြင်မယ်နောက်တရားခံစားချက်နဲ့ကြည့်မယ်ဆိုရင်တစ်မျိုးမြင်မယ်အဲ့လိုပုံစံမျိုးပေါ့နော်ဟုတ်ကဲ့အဲ့ဟုတ်ဆက်ပြီးတော့ဟုတ်ပြော ဖြစ်ပါအောင်ဟုတ်ဒီလေးလုံးစီပေါ့နော်ဒီဒီတရုတ်လူမျိုးကိုသူကအဲဒီငကားမင်းကြီးရဲ့နောက်ယူဆက်တင်လို့ယူဆကြရတယ်ပေါ့နော်ဒါငကားဆိုတာခုနကဆရာလေးပြောထားတယ်ငကားဆိုတာဘယ်လိုလုပ်လဲတရုတ်မှာဆိုရင်စီလုံးမှုညီမျိုးအဲ့ဒါတွေကိုပြရတယ်ပေါ့နော်ဒါတွေကိုထင်ဟပြရတဲ့အနေနဲ့ကြီးထားတာပေါ့နော်ဒီအရမ်းနဲ့ဖြစ်ပါဟာဒါရဲ့နန္ဒဖြစ်နေလို့ထားတယ်တော်တော်လေးကိုကြည်ပဲเนาะဟုတ်ကဲ့ ဒါဆင်ဆွေပုံစံမျိုးလို့ထားတာကသူကကျွေးချိုလာဘယ်လိုပုံစံမျိုးလဲမသိဘူးသူသူ့ရဲ့ဟိုလေကျွေးချိုပုံစံမျိုးနော်ဆင်ဆွေလာတဲ့ပုံစံမျိုးတွေအစညီမတို့ဒီမှာတွေ့ရမယ်ဟာဒီဒါကြတော့ဒီတစ်ချက်ကကြတော့သူကအဲညီမတို့ရဲ့ဒီဘဝမှာပေါ့နော်လောကရဲ့ဘလောက်ကြီးပဲလောကမှာဘယ်လိုပဲမလဲကောင်းတာရှိရင်ကောင်းတာရှိမှာဒါအကောင်းဆုံးတွင်တွဲရအောင်ပေါ့နော်ဒါအခက်ခဲတွေရှိလာမယ်ဆိုရင်လည်းကိုက အဲဘယ်လိုပြောမလဲမိမိပါတာကိုကိုရာဆိုတာယုံရမယ်အဲ့လိုပြောချင်တာပေါ့နော်ဒါအခက်ခဲတွေကိုကျော်လွှားနိုင်မို့ဒါအဲဒါကြတော့တရုတ်စာဆိုမုံစာကတော့ရေးခဲ့တာပေါ့နော်တအားကြတော့ညီမတို့ဒီအဲတရုတ်ကလေးတွေဆိုရင်တော့အလယ်တန်းတော့ဆိုရင်ဒီစာပိုက်တွေတင်ရပေါ့နော်ဒါစာပိုက်အရှိပေါ့နော်ဒီထဲမှာမှတော့ကောင်းတော့မရေးထားတာပေါ့နော်အဲအောင်တူရဲအာဟုတ်ကဲ့ပါဟုတ်ကဲ့ပါညီမလေးအခုဆိုလို့ရှိရင်ဒီအမကလည်းနည်းနည်းတော့ဒီဟိုစာပကြီးကြီးရဲ့ဆိုလို့ရှိရင် စိတ်ဆက်သေးဘူးနောက်ပြီးတော့ဒီလူမျိုးတွေမှာဆိုလို့ရှိရင်ဒီစာပကြည်လေးတွေကိုပေါ့ဘလို့အတိတ်တွေနဲ့ရှေ့ဆွေးတာဆိုကိုယ့်အတိတ်တွေကိုတက်ဆိုင်နေနေရာတွေမှာရှေ့ဆွေးထားလေးရှိကြတာပေါ့အဲ့လိုပေါ့ဟုတ်ပါတယ်ဟုတ်ပါတယ်အဲဒီအကြောင်းအကြောင်းအရာပေါ်မှာမူဒီမှာတော့ချိတ်ဆွဲကြပါဘောခဏကပြောကြလို့ပေါ့အိမ်နဲ့ပတ်သက်လာဆိုရင်အိမ်ဝင်ဝင်ချင်းအပေါဝါမှာပေါ့နော်တို့အကြီးကြီးချိတ်ဆွဲရတာရှိရဲ့တချို့ကကြတော့စိုင်းတစ်ဖွင့်ပွဲပဲဖြစ်ဖြစ်ပါပဲဖြစ်အိမ်တစ်တက်ပဲဖြစ်တို့ကရေးတဲ့စာပေါ်မှာမူဒီမှာချိတ်ဆွဲပုံချင်းကတော့မတူဘူးပေါ့နော်ဟုတ် ဒီအရောကောဟိုအကောမိမိကိုပဲရွှေတမောင်ဖြစ်အတက်အမြောက်ပြုရှင်တဲ့ချိန်ကြီးဆိုလက်ဆောင်ပေးရတော့ကိုယ်ခမ်းမှာချိန်တာတော့ကိုယ်အိမ်မှာချိန်တာတော့အကုန်လုံးရပါတယ်နော် ဟုတ်ကဲ့ပါညီမလေးအခုလိုပြေဆောင်ရှင်းပြရတော့ကျေးဇူးတင်ပါတယ်။ဒီစုပါဟုတ်ကဲ့ပါ။အဲကဲအခုဆိုကျွန်တော်တို့ဒီမှာဆိုလို့ရှိရင်စာပကြီးလေးတွေချိန်ဆထားတဲ့အကြောင်းကိုညီမလေးကရှင်းပြသွားတာပဲဖြစ်ပါတယ်ရှင်။အခုဒီမှာဆိုလို့ရှိရင်ကျွန်မနောက်ကျမှမြင်ရတဲ့ဟာလေဆိုလို့ရှိရင်လေညီမပကြီးလေးတွေပြဖတ်ထားတာတွေ့ရပါတယ်ရှင်။ဒီညီမပကြီးလေးတွေကတော့ဘလိုပုံစံမျိုးတွေရှိလဲဆိုတာကိုကျွန်မညီမလေးတယောက်ကိုမြင်တော့မှာပဲဖြစ်ပါတယ်။အဲ့တော့အားလုံးကအဲ့ဒါကို ကဲအခုကဲပါဒီမှာဒီကျွန်တော်တို့ဒီအခြေအနေနဲ့ပတ်သက်ပြီးတော့ပုံစံမျိုးတွေရှင်းပြထားရဲဆိုတာကျွန်မ မင်းရတော့ဖြစ်ပါတယ်ရှင့်ညီမလေးရဲ့မင်္ဂလာပါညီမလေးရဲ့နံပါတ်လေးကိုမဆက်ပြီးပါအောင်ရှင့်အော်ဗျညီမကတော့မရှင်းနဲ့ရှင်းနေမှာရှင့်ဟုတ်ဒီပြပွဲမှာတော့ညီမကတော့စီစဉ်သူဖြစ်ပါအောင်ထားလိုက်နော်ဟုတ်ကဲ့ပါအခုဆိုလို့ရှိရင်ဒီမှာဒီမြန်မာပကြီးဒီပကြီးတွေပြပထားတွေ့ရဆိုတော့လေဒီမှာဆိုလို့ရှိရင်ပကြီးဘယ်နှစ်ချက်လောက်ရှိတယ်ဘယ်လိုမျိုးပြပထားလဲနောက်တော့ဘယ်လိုအမျိုးစားတွေပြပထားလဲဟုတ်ကဲ့ညီမရဲ့ဆရာတော့ဒီကပကြီးတင်ရရှယ်ခုနကဦးကပါဝင်ပြီးဆွဲထားရရှယ်ပကြီးကတော့စုစုပေါင်းဒီထဲမှာတော့30 နာတာရှိတယ်။ပြီးတော့ media တွေပါဝင်ထားတဲ့ media တွေကတော့အာ acrylic ရှိမယ်ပြီးတော့ CC ရှိမယ်ပေါ့နော်။အဲ့ဒါတွေအဓိကထားပြီးတော့ဒီစထားပါ။ဟုတ်ကဲ့ဒီမှာဆိုလို့ရှိရင်ဒီအမျိုးအစားကြောင်ညီမလေးဒီပကြီကဒီဂျီဟာကြောင်လို့ခိုင်းမယ်ဆိုတာဘယ်လိုပုံလဲအမျိုးအစားကိုပြောရစတိထား။ ဟုတ်ကဲ့ဒါကြတာစီစီပေါ့နော်စီစီကြတော့သူကအငူကက်ကနေပြီးတော့ကြီးရောမြောက်အဝေးကနေပြီးတော့အာအကွာဝေးတစ်ခုကနေကြီးရောမှာပုံပုံပြီးတော့ခံစားလို့ရမှာပေါ့နော်ဒီကောင်လေးအဲ့လိုမျိုးပါလို့ရှိတယ်။ဟိုကကြတော့ဒါဆရာကြီးဦးရဲ့ modern ကြီးကားရပေါ့နော်ဒါဆရာကတော့အာသူရဲ့ခံစားချက်တွေကိုအာလွတ်လပ်စွာဆွဲထားပေါ့နော်ညီမတို့လည်းကြီးရှုသူအနေနဲ့လွတ်လပ်စွာခံစားလို့ရတယ်။အဲ့လိုမျိုးသူကတော့ median တွေကတော့မျိုးစုံသုံးပြီးတော့ ဟိုစိတ်တိုင်းချပေါ်ပြတ်ထားတယ်ရှင်ဟုတ်ကဲ့ပါညီမလေးဟုတ်ဒီဒီဖက်မှာရောအဲ့လိုဟိုပါတယ်ပဲပေါ့နော်ဟုတ်ကဲ့ဒီဒီအမျိုးအစားတွေကြလို့ရှိရင်နော်ဒါဒီရည်ရလည်းစီစီပဲရှင်ပြီးတော့အခိုင်းတယ်လည်းပေါ့ဒီကောင်လေးကတော့အာလူလေးကဘဝရင်းလူရဲ့လှုပ်ရှားပုံလေးပြီးတော့ landscape ဘူးတိတ်တာဆွဲတာပေါ့နော်ပြီးတော့အနောက်ဘက်ကကောင်လေးကိုကြည့်လိုက်လို့ဆိုရင်လည်းဒါက အာ landscape ကြီးပြီးတော့ acrylic ကိုသုံးဆွဲထားတဲ့အတွက်ကြောင့်ဒါကပဝင်းကြီးကိုလည်းအများကြီးခံစားလို့ရတယ်အလားပေါက်ခံစားလို့ရတယ်ဒီကြီးကားပေါ့နော်လည်းရရောက်ခဲ့ပြီးကြားရတယ်အဲဒါဆိုတော့နောက်မှမှရှိရဲ့ပကြီးကားချက်လေးဟုတ်ကဲ့ဒီကြီးရရှိရဲ့ ဒီအနောက်ဘက်မှာဆိုလို့ရှိရင်လေဒီပကြီကားချက်တဲ့ရှေးဆေးထားတာတွေကိုကျမတို့တွေ့ရပါသေးရဲ့ရှင်ဒီမှာဆိုလို့ရှိရင်လေဒီဟာလေးကြတော့ညီမလေးဟာဒါကတော့အခိုင်းလေးနဲ့ဆွဲထားတဲ့ဆင်းဦးတိုက်ဦးရဲ့လက်ရမြောက်ပကြီကားလေးပေါ့နော်ဒါကတော့မျိုးပြလို့အညီရရဲ့ရှင်အာမြို့ပြရဲ့လူနေထိုင်မှုဘဝတွေလူတွေရဲ့သွားလာလှုပ်ရှားမှုပုံတွေပြီးတော့အာမြို့ပြရဲ့အင်အားတွေရှုပ်ထွေးနေတဲ့ဘဝတွေအဲ့လိုမျိုးနင်းနင်းတတဖော်ပြထား ဒီမှာဆိုလို့ရှိရင်တော့ဒါရေးလို့တာဒါရေးလို့တာဟုတ်ကဲ့ဒါလည်းအခိုင်းလင်းနေပါပဲဆရာဦးတိုက်ရေးနေရတယ်ကွာဟာဟုတ်ကဲ့ပါဟုတ်ဒီဘက်မှာရှေ့ဟာကြတော့ ဒါတော့စီစီပေါ့နော်ဆရာမိုးသူကပါဝင်ပြသထားတော့စီစီနဲ့၃ငါးပါဝင်ပြသထားဆရာကတော့အဲကျေးလက်ဒေတာရဲ့အနေလူသားတွေအာ landscape တွေကိုစီစီနဲ့တေးချာချာရောင်ရောင်သွေးစုံနေပါတယ်ဆရာရဲ့အာအဲ့ဒါရဲ့ပေါ့နော်ဆရာ style ပေါ့ဟုတ်ကဲ့ ဒါဆိုလို့ရှိရင်ဒီ၃ချက်ကဆိုလို့ရှိရင်ဆရာမိုးမိုးသူရရဲ့အရင်ဒါကြောင့်သူက totally လေးဒီမှာကောက်ဆိုင်တဲ့ပုံလေးဒီမှာဆိုလို့ရှိရင်နေထိုင်နေတဲ့ပုံလေးဥပမာဆိုလို့ရှိရင်ဒီဒီ top ဟာရာခင်းလေးတွေပုံလေးကိုကျွန်တော်တို့တွေ့မြင်မှာဖြစ်ပါရှင့်ဒီမှာဆိုလို့ရှိရင်ဒီမှာမတူညီမှုဆိုပြီးတော့ ဆွေးထားတယ်မကြီးဒီဟာကျတော့ဘယ်လိုအမျိုးအစားလို့ပြောရလဲဒီအမျိုးအစားကျတော့ modern လို့ပြောရမှာရှင်ဒီကောင်ကတော့ acrylic နဲ့ဆရာဝင်းမောင်ကျွေးရဲ့ဒီကလည်းရပါဆရာလည်းဒီလိုမျိုးပဲဆရာရဲ့ခံစားချက်တွေလွတ်လွတ်လပ်လပ်အထိပ္ပယ်တွေကိုခံစားလို့ရမှာနော်အော်ဒီမှာဆိုလို့ရှိရင်လွတ်လပ်မှုဆိုပြီးတော့ချေစီလာဆိုဒီကြည့်တဲ့သူကလာပြီးတော့ပကြီးကြည့်တဲ့သူတွေကတော့ကိုယ့်ရဲ့စိတ်ခံစားချက်အတိုင်းပဲဒီပေါ်လေဘလို့အတိတ် ့ပါဟုတ်ကဲ့ပါညီမလေးဒီအခုငါ့ဟိုဒီရှင်းပြရပြီးကျေးဇူးတင်ပါတယ်နော်ဟုတ်ကဲ့ပါအခုဆိုလို့ရှိရင်မလို့ဒီပကြီးပြခန်းလေးမှာဆိုလို့ရှိရင်နေမြန်မာပကြီးပြခန်းလေးတွေနောက်ပြီးတော့ဒီတေယုတ်စာပကြီးလေးကိုခေါ်တဲ့ပကြီးလေးတွေကိုချိန်ဆထားတာတွေ့ရပါတယ်ရှင်ဒီမှာဆိုလို့ရှိရင်လည်းဒီတို့ကဒီစူဒီဒီမှာじゃဒီပကြီးကားချက်တွေကိုလည်းတို့က ရောင်းချပေးပါတယ်ဒီရောင်းချလို့ရတဲ့ငွေတွေကိုဟိုဒီသူတို့အနေနဲ့ဒီတရုတ်စာလေးအသေးငွေပေါ်သူတို့လူတော့မယ်ဆိုပြီးတော့သိရပါတယ်ရှင်ဒီပကြီးပြခန်းကိုဆိုလို့ရှိရင်ညီမတို့ငားရဲ့တိုင်းပြသတော့မှာဖြစ်ပါတယ်ရှင်သူရဲ့ပကြီးကြပကြီးရဲ့ရဲအောက်ခြေမှာလေဇေနုံးတွေရောင်းနေဇေနုံးလေးတွေကိုတတ်ထားတာတွေ့ရပါတယ် ခုတော့ဒီမှာဆိုလို့ရှိရင်နန်တာဖြူနဲ့လုံထားတဲ့အပူရုပ်ထုတွေကိုလည်းတွေ့ရမှာဖြစ်ပါတယ်ရှင်သူဒီအပူရုပ်ထုတွေလေးဆိုတာလေသူ့ရဲ့သူ့ရဲ့အတိတ်ပဲနဲ့သူသူကထုတ်လုပ်ထားတဲ့ပုံစံပဲပေါ့ခုနကလေဒီမှာလေးရှင်းပြသလိုပဲပေါ့သူတို့အနေနဲ့ဘယ်လောက်ပဲဘယ်လိုပဲဒီမြေကြီးရနေပဲတိုးထွက်လာတဲ့ပုံစံမျိုးဘလောက်ပဲအတားအဆီးအခက်အခဲရှိစေဘုရင်နဲ့အောင်မြအောင်တိုးထွင်နိုင်ရဲ့ဆိုတဲ့ပုံစံမျိုးအတိတ်တွေနဲ့ဒီသူတို့ထုလုပ်ထားတယ်လို့ဆိုပြီးတော့ သိရပါတယ်ရှင်အဲဒီမှာတွေ့ရတဲ့ဒီစာပကြီးရယ်ဆိုလို့ရှိရင်လည်းအဲ့တော့ပဲသူရဲ့သူအိဗ္ဗေနဲ့သူစာပကြီးတိုင်းစာပကြီးတိုင်းမှာတော့သူရဲ့အိဗ္ဗေနဲ့သူတစ်ခုစီတစ်ခုကြီးတော့အာသူတို့အနေနဲ့ရှိရဲနောက်ပြီးတော့သူတို့အရာတွေကကြတော့သူတို့ရဲ့ကိုယ်နဲ့သက်ဆိုင်တဲ့နေရာတွေမှာချိန်စစ်လေးရှိကြရဲဆိုပြီးတော့ဒီမှာသိရပါတယ် ုဆိုလို့ရှိရင်ဒီပကြည်ပြခန်းလေးမှာဆိုလို့ရှိရင်ဒီပကြည်ပြခန်းလေးကိုဆိုလို့ရှိရင်အားရတိုင်းကြတော့မယ်ဆိုပြီးတော့ပြရပါတယ်ရှင့်အားကြောင့်မို့လာပြီးတော့ကြည့်ရှုဖို့လည်းမမေ့ကြပါနဲ့ရှင့်ဒီ money ကိုကြည့်ရှုအားပေးကြရတယ်မဖတ်ပြနေတဲ့အားလုံးကိုကျေးဇူးထူးတင်ရှိပါတယ်ရှင့်